Man United မှ Aston Villa တင်းထံသို့ရည်သည်ဝဲအငှားနဲ့လာရောက်ကစားနေတဲ့အင်္ဂလန်တိုက်စစ်ကစားသမား Rashford ဟာ Aston Villa တို့အပြစ်သက်ပြောင်းရွှေ့လို့ခြင်းမရှိဘဲ Barcelona တင်းထံသို့ပြောင်းရွှေ့ကစားရန်ဆန္ဒရှိနေကြောင်းသိရပါတယ်။အသက်28နှစ်အရွယ်ရက်ဖိုဟာမန်ယူနိုက်တက်သို့နီးပြအာမိုရင်ရောက်လာပြီးနောက်မှာ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီးပြီးခဲ့တဲ့ဇန်နဝါရီမှာရာတီဝက်အငှားနဲ့ Aston Villa အသင်းထံသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါသည်။ Raffle ဟာအငှားစာချုပ်မှာ Aston Villa အသင်းအနေနဲ့အငှားစာချုပ်တန်းကုန်ဆုံးမှာကပေါင်တန်း40နဲ့အပြီးသက်ခွင့်ယူနိုင်တဲ့ဆိုတဲ့အချက်ပါဝင်ကြောင်းသိရပါသည်။ဒါပေမဲ့ Raffle အနေနဲ့ Aston Villa အသင်းထံသို့အပြစ်သက်ပြောင်းရွှေ့လိုခြင်းမရှိဘဲ Spain ထိပ်သီး Barcelona အသင်းထံသို့သာပြောင်းရွှေ့ကစားလိုနေကြောင်းသိရပါတယ်။ The Eye Paper ရဲ့ဖော်ပြချက်အရ Barcelona အသင်းအနေနဲ့ Raffle ကိုခွင့်ယူလိုနေတော့လေ မန်ယူနိုက်တက်အသင်းတောင်းဆိုတဲ့ပြောင်းရွှေ့ခြေပေါင်သန်း40ကိုမူပေးချေလိုခြင်းမရှိကြောင်းသိရပါတယ်။ရက်ဖိုဟာမန်ယူနိုက်တက်အသင်းမှာတပတ်လစာပေါင်း3,500ရရှိနေသူဖြစ်ပြီးဘာစီလိုနာအသင်းထံသို့သာ ပြောင်းရွှေ့ခွင့်ရမယ်ဆိုပါကလစာရှုပ်ရန်အသင့်ရှိနေကြောင်းသိရပါတယ်။